ဒီကနေ့မှာတော့ TVB သတင်းဌာနရဲ့ဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့ဆောင်းပါးရွှေမောင်တူ ရေးသားထားတဲ့မေ29 90ရွေးကောက်ပွဲဂရီးပြတ်တာ35နှစ်ကြာဆိုတဲ့ဆောင်းပါးလေးကို တင်ဆက်ပေးပါမယ်။ဒီဆောင်းပါးလေးကိုတင်ဆက်ခွင့်ပြုပါရဲ့ TVB သတင်းဌာနနဲ့ဆောင်းပါးရွှေမောင်တူအားလေးစားစွာခွင့်တောင်းအပ်ပါတယ်။ရွေးကောက်ပွဲမှာနိုင်သူပါတီရရှိမည်ဟုဂရီးပြုခဲ့နိုင်ခဲ့သောအခါအာနာမလွဲဒိညာဆဲက 35နှစ်ကြာခဲ့ပြီစစ်တပ်ကနိုင်သူကိုလွှဲပေးမယ်လို့ကြေပေးပြီး1990ပြည့်နှစ်မေ28ရက်ကကျင်းပခဲ့တဲ့ပါတီစုံအထွေထွေရွေးကောက်ပွဲဟာ2025ခုနှစ်မေလ28ရက်ဒီကနေ့မှာ34နှစ်တင်တင်ပြည့်ခဲ့ပါပြီ1990ရွေးကောက်ပွဲရလဒ်ကိုစစ်တပ်ကလိုက်နာပါမယ်လို့ကြေပေးပြီးမှ အပြတ်အသတ်မဲအနိုင်ရခဲ့တဲ့ NLD နဲ့ SNLD ALD စတဲ့ပါတီတွေကို အာဏာသွဲမပေးခဲ့ပါဘူးစစ်တပ်စာနာရှင်တွေကတိပြတ်ခဲ့တာ35နှစ်တိုင်တိုင်ရှိခဲ့ပြီ2020ရွေးကောက်ပွဲမှာလည်းကတိဖြတ်အာဏာသိမ်းခဲ့တယ်လို့အခုလဲဒီဇင်ဘာမှာမဲရွေးပြီးအာဏာလွှဲပါမယ်လို့ထပ်ကတိပေးနေပြန်ပါပြီကျွန်တော်တို့ကြုံခဲ့ရတဲ့1990ရွေးကောက်ပွဲကိုတမင်လဲပြန်ကြည့်မိတော့အဲ့ဒီတုန်းကရွေးကောက်ပွဲဟာ လွတ်လပ်ပြီးမဲ့တရားမျှတမှုတော့မရှိခဲ့ပါစစ်တပ်ကချင်းချောင်းနေတဲ့ကြားကပါတီတွေကလှုပ်ရှားခဲ့ရပြီးမဲ့ NLD နဲ့မဟာမိတ်တွေအပြတ်အသတ်နိုင်ခဲ့တယ်အဲ့ဒီအချိန်ကနဝတစစ်အစိုးရကအာဏာလွှဲမပေးခဲ့ပါ1990ပြည်နှစ်ရွေးကောက်ပွဲမတိုင်မီက1988ခုနှစ်ဆရာနာသိန်းတက်မတော်ခေါင်းဆောင်ဘိုးချုပ်ကြီးစောမောင်ကဂရုတွေအကြိမ်ကြိမ်ပေးခဲ့တယ်ရွေးကောက်ပွဲအပြီးတက်လာတဲ့အစိုးရကို အာဏာလွှဲပြီးမယ် ပြီးရင်စစ်တမ်းလျားပြန်မယ်လို့ပြောခဲ့တယ်။ဗိုလ်ချုပ်ကြီးစောမောင်အပြင်အဲ့ဒီအချိန်ကဒုတိယဗိုလ်ချုပ်ကြီးတန်းရွှေဗိုလ်ချုပ်ခင်ညွန့်တို့လည်းအာဏာလွှဲမယ်လို့ပြောခဲ့တာပါ။ဒါပေမဲ့1990ပြည့်နှစ်မေ29ရွေးကောက်ပွဲမှာသူတို့ထင်မှတ်မထားတဲ့ရလဒ်ထွက်ခဲ့တယ်။ဒီလိုထွက်ခဲ့ပြီးနောက်ပိုင်းသူတို့လေတံပြောင်းပြီးအာဏာမလွှဲတော့ပါဘူး။ရွေးကောက်ပွဲကဖွဲ့စည်းပုံအခြေခံဥပဒေတည်ရေးဆွဲဖို့ဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီးမှအာဏာလွှဲမယ်ဆိုတဲ့စကားကိုသူတို့ပြောင်းပြောခဲ့ပါတယ်။ပြောင်းလဲပါတော့တယ်။1990ပြည့်နှစ်ရွေးကောက်ပွဲကိုမဲပေးပိုင်권ရှိသူလူဦးရေတန်း20တဲ့က15တန်းကျော်လာရောက်မဲပေးခဲ့တယ်။ဆန္ဒမဲပေးမှုရာခိုင်နှုန်း82.59%မှရှိခဲ့တယ်။ရွေးကောက်ပွဲကျင်းပတဲ့မဲဆန္ဒနဲ့485နေရာမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLG က392နှစ်နေရာနိုင်ခဲ့ပါတယ်။အကယ်၍1990ပြည့်နှစ်ရွေးကောက်ပွဲကဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့အတွက်ဆိုရင်မဲပေးသူအရေးအတွက်ဒီလောက်များခဲ့မှာမဟုတ်ပါဘူး။အာဏာလွှဲပြောင်းရေးအတွက်အဆုံးဖြတ်ကြလို့သာမဲပေးခဲ့တာဖြစ်ပါတယ်။အာဏာလွှဲပြီးမယ်လို့ယုံကြည်တဲ့အတွက်ပြည်သူတွေမဲပေးခဲ့တယ်။သူတို့ဖြစ်ချင်တယ်လို့မဖြစ်တော့စစ်တပ်ကလက်မခံခဲ့တာပါ။မဲဆန္ဒရှင်ပြည်သူတွေအလိန်ခံလိုက်ရတယ်။35နှစ်ရှိပြီ။ အခုဒီဇမမှာထပ်မဲရွေးပြီးလိမ်မှုစူးစားနေပြန်ပြီ90ရွေးကောက်ပွဲကိုတည်ရော်တော့ကြပြနှစ်ပုံကြပြရီရေးပြီးတည်ရော်တာကိုမကြခဏတွေ့ရမယ်ကုံစည်းနှုံးတက်တာကိုတည်ရော်တဲ့ကြပြရီမျိုးအသည်ပြဆရာဝန်တွေကိုတည်ရော်တဲ့ကြပြမျိုးစတာတွေရှိခဲ့ကြပါတယ်1990ရွေးကောက်ပွဲဂရိပြတ်တာကိုတည်ရော်တဲ့ကြပြရီကိုတော့ကြပြဆရာကြီးတင်မိုးနဲ့ကြပြဆရာမင်းခွန်နိုင်တို့ကရေးခဲ့ကြတယ်ဆရာတင်မိုးဘောလုံးပွဲကြပြ မြမတမိုင်းမှာ1990ရွေးကောက်ပွဲကိုလိမ့်လဲအချိန်ဆွဲကျင်းပပြီးမဲနိုင် NLD ပါတီကို အာဏာလွှဲမပေးခဲ့တာကိုကြပြတပုတ်ရေးပြီးဖော်ထုတ်ပေးခဲ့ပါတယ်။ကြပြဆရာကြီးတင်မိုး19နိုဝင်ဘာ1933 22 January 2000မှာ1995နိုဝင်ဘာ30မန္တလေးစုအာနာမကြာကြောင်းရမုံငွေစာပေ ဟောပြောပွဲမှာဆရာတင်မိုးရွတ်ဆိုတဲ့ဘောလုံးပွဲကြပြပါ။ ဖေဖော်ဝါရီလမှာစစ်အစိုးရရဲ့ဖမ်းထားရမှာလွတ်လာပြီးပထမအကြိမ်ဟောပြောပွဲတက်ခြင်းဖြစ်ပါတယ်။သူကရွေးကောက်ပွဲကိုဘောလုံးပွဲနဲ့နှိုင်းပြီးပထမရတဲ့အသင်ကဒိုင်းစုဖလားမရသေးတဲ့အကြောင်းခိုင်းနိုင်ကာယံလေးတွေနဲ့ရေးသွားခဲ့တာပါ။၂020ရွေးကောက်ပွဲအတွက်လည်းဒီသမိုင်းတွင်ကြပြာကအကျုံးဝင်နေအောင်မှာပေါ့။နောက်ပြီးစစ်တပ်ကလှုပ်ချနေတဲ့လာမယ့်2025ရွေးကောက်ပွဲကိုရောပြည်သူတွေကဘာလို့တင်တယ်လဲ။ ဆန့်ကျင်တဲ့မတင်ကိုဒီဘောလုံးပွဲကပြဖတ်ပြီးရင်သိလာပါလိမ့်မယ်ကြာဘောလုံးပွဲတင်မူဘောလုံးပွဲကတဲတဲရုပ်ရုပ်ခရာတုတ်လျက်မိုးချုပ်ချိန်မှာပွဲသိမ့်ပြီးနိုင်သည့်အတင်ကွန်းတဲ့ဆင်း၍ကွင်းကိုလှက်ပတ်ပြိတက်ကိုဥညွတ်အလေးပြုပြီးပြီး အဖွဲချုပ်ကဥက္ကဋ္ဌလေးရှေ့ကဒိုင်းကြီးပွဲပြီးရင်လက်ခုပ်တီးတန်တညံညံနဲ့နိုင်သူထံသို့အယံသာ ၎င်းတိုင်းလဲအောင်နိုင်သောစုမအပ်သည် ပရိသတ်ကမတည့်ရွယ်ဆောင်ကြစေဒိုင်းနှိပ်ဆက်၍ကြွတ်တက်သူတက်အိပ်ပြက်သူပြက်စိတ်ညစ်သူညစ်လစ်သူလစ်ပြီးမဖြစ်ဖူးမြဲဘောလုံးပွဲအံ့ပွဲတရေဆံပါပဲမင်းကိုနိုင်ဤ1990ရွေးကောက်ပွဲတရော်ကဗျာ1990ရွေးကောက်ပွဲမှာစစ်တပ်ကလင်းညာခဲ့ပုံကိုဆရာတင်မိုးကရေးဆက်ထားခဲ့တာပါ အလားတူကိုမင်းကိုနိုင်ကလည်း1990ရွေးကောက်ပွဲကိုအယူပါတတိုင်းနဲ့ထုတ်စည်းထိုးခြင်းကြပါကိုရေးဖွဲ့တယောခဲ့ပါတယ်။အယူပါတတိုင်းနဲ့ထုတ်စည်းထိုးခြင်းခေါင်းတကြီးကအယူပါအတင်းသားတွေကနဝေတိန်တောင်၊ကွင်းလေကောင်ဖုံတွေလူးလို့ယူးချင်အောင်ဆောင်စီးကြော်လို့ဖန်တာတောင်အောင်လန်သူတို့အတင်းထမင်းရီပူပြန်တဲ့ခြေကန်လို့ညင်1990ပြည့်နှစ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပြတ်သက်အနိုင်ရခဲ့ပြီးမဲ့လေအစိုးရအဖွဲ့ဖွဲ့ခွင့်မရခြင်းကရေးဖွဲခဲ့တာပါ။ကဗျာဆရာနှစ်ဦးက1990ရွေးကောက်ဝင်နဲ့ပတ်သက်ပြီးအခုလိုကဗျာနှစ်ပုံနဲ့ဆက်အနာရှင်ကိုဆန့်ကျင်ခဲ့တယ်။တခြားကဗျာဆရာတွေလည်းအလားတူကဗျာရေးထားခဲ့တာလည်းရှိနိုင်ပါသေးတယ်။အလားတူ1990ရွေးကောက်ပွဲမဲနိုင်အမတ်တွေကလည်းဆန့်ကျင်ခဲ့ကြတာပါပဲ။ဂန္ဒီခမ်းမအစည်းအဝေးနဲ့အစိုးရဖဲ့ဖို့တွေလှုပ်ကြရင်က အသက်ခံရထောင်နှစ်ရှည်ကြပြည်ပထွက်ပြေးရတာတွေ ဖြစ်ကြပါတယ်။ပြည်ပမှာ NCGUB အစိုးရဖွဲ့ခဲ့ပေမဲ့အခု NUG အစိုးရလောက်ထိမအောင်မြင်ခဲ့ဘူးပေါ့။ပြည်သူရွေးချယ်ခဲ့တဲ့ကိုယ်စားလှယ်တွေကိုစစ်တပ်ကတပ်ပစ်ခဲ့တာအများကြီးပါ။အခု2020မင်းနိုင်အမတ်တွေကိုလည်းစစ်တပ်ကတပ်ပြနေတာပါပဲ။အဲဒီတော့1990မင်း29ရွေးကောက်ပွဲ35နှစ်မှာပြောချင်တာကတော့ ကရီမတီလိန်ညာလူသက်စစ်တပ်ကလုံမဲ့ရွေးကောက်ဝဲပါဒီချိန်မှာမှကျင်းပါမယ်ဆိုပဲပါတီတွေထက်မပြိုင်ကြပါနဲ့ကြီးသူတွေမဲသွားမထဲကြပါနဲ့ပြည်သူလူထုက2025ရွေးကောက်ဝဲကိုနှီးမျိုးစုံနဲ့ဆန့်ကျင်ကြပါစို့90ရွေးကောက်ဝဲ35နှစ်တင်ကန်းစာရွေးကောက်ဝဲမလို့စစ်တပ်ကားဝဲရေးဦးစီးချုပ်စောမောင်ကပြည်သူကရွေးချယ်ပေးခဲ့တဲ့အစိုးရတည်းရဲ့ပေါ်ပေါက်လာရင်စစ်တပ်ကစစ်တမ်းလျားကိုပြန်မယ် တိုင်းပြည်ရဲ့ကာကွယ်ရေးတာဝန်ကိုထမ်းဆောင်ကြရမယ်။တိုင်းပြည်အုပ်ချုပ်ရေးကိစ္စတွေဟာရွေးချယ်ခံခဲ့ရလို့ပေါ်ပေါက်လာမဲ့အစိုးရတာဝန်သာဖြစ်တယ်ဆိုတဲ့ကတိစကားကိုပြောခဲ့ပါတယ်။ဒါကြောင့်လူလူဟာအသေးစားကမဲတပြားနဲ့ခမောက်ဘေးမှာကြက်ချီကက်ပြည်သူအောင်ပွဲမှတ်ဆိုပြီးတော့ NLD ကိုမဲပေးခဲ့ကြတာလေ။ NLD နိုင်ခဲ့ပြီမဲ့စစ်အစိုးရကရုံးကိုလက်မခံတော့ NLD ပါတီဟာအစိုးရဖွဲ့ခွင့်မရဘဲ ။တောက်လျှောက်ဖိနှိပ်ခံရတာ၊ဖမ်းဆီးခံရတာ၊တက်ဖြတ်တာတွေကိုပဲခံခဲ့ရပါတယ်။ပြည်သူမဲတွေလည်းအဟောတိကံပေါ့။အခုတော့35နှစ်သင်္ကန်းစာကနှစ်ထပ်ကွန်းရပါပြီ။မဲပေးရွေးလဲစစ်တက်လက်မခံရင်အာဏာမလွှဲပါဘူး။တွဲထားပြီးရင်လည်းပြန်သိမ်းပါပါ။တင်းလဲတင်းထားတာလေးနှစ်များတော့ကြာနေကြော်လာပြီဒီတော့2025မှာလဲဘာရွေးကောက်ပွဲမှာပြည်သူကမလို့ခြင်းတော့ပါ ဖက်ရှစ်စစ်တပ်အမြင့်ဖြတ်မှသာပြည်သူလွတ်လပ်ခွင့်တွေပြန်ရပါမည်။အာနာရှင်အရှင်မထွက်ပါ။လက်နက်သခင် အာနာရှင်သည် အရှင်မထွက်ရှုံးမထွက်မည်။အထွက်မြန်ရေးစူဝေးတိုက်ကြတိုက်ပွဲရှိမှအောင်ပွဲရမည်။အများကြီးဤကျွဲဖက်တကား